ဒီတဲမှာကျွန်တော်တို့ဒီဝါလီနေ့အနာနီမှာထုတ်မှာဆိုတော့ဗောနော်ဒီဝါလီရဲ့ကျွန်တော်တို့အပွဲပွဲတော့ delay တွေလည်းအများကြီးပါတယ်။ဟောအိန္ဒိယလူမျိုးတွေရဲ့အတုံးဆောင်တွေစာတော့ပုံတွေအစအများကြီးထည့်သွင်းတာတော့မသိရင်ကျွန်တော်အိန္ဒိယကကြည့်နေတဲ့အတိုင်းကိုမြင်ရမှာမင်းဗာပြစ်စင်လာလေရောပူနေငါ့ချာမှာဘာလို့လိုင်းနောက်ချလာလဲမင်းလာကြည့်လေဒီဟာလေးကိုကျွန်တော်တေးဥဆောင်ပြီးတော့အာကျွန်တော်ကလည်းအိန္ဒိယတွေပေါ့ဆိုတော့အိန္ဒိယ အာဇလန်းလည်းပိုကြိုက်တယ်ပြီးတော့မြန်မာမြန်မာတိုးဆောင်ပုံစံမျိုးလည်းကျွန်တော်ကြိုက်တော့ဒီလိုမျိုးလေးတွေကနောက်ထပ်ဆက်ပြီးတော့တင်ဆက်မှုလေးတွေရှိမယ်ရိုက်ကူးကွန်းလေးတွေကျွန်တော်ဘက်ကအာရခဲ့မယ်ဆိုတော့เนาะကျွန်တော်ဘက်က ready ပါပဲဗျာစေးုံသွားစရာမလိုပါဘူးအပူရင်မျက်နှာလာမလုံးနဲ့အလုံးချိန်မှာဘယ်သွားမလို့လဲနှုတ်ငါမေးတာဖြစ်မှတ်တရားဖြစ်တာဆိုတော့ဟာတာပေါ့เนาะကျွန်တော်မောင်းရတဲ့စကားဘာလဲဆိုတော့ အဖေနဲ့အမေကကျွန်တော်ရဲ့မွေးစားသားမင်းတို့အာကျွန်တော်ကအဖေရဲ့အဖေနဲ့အမေရဲ့မွေးစားသားဆိုကျွန်တော်အဲ့လိုပြောမှာကျွန်တော်ရဲ့အဖေနဲ့အမေရဲ့ကျွန်တော်ရဲ့မွေးစားသားဆိုပြောလာဟာသလေးတစ်ခုပေါ့နော်